မင်္ဂလာပါရှင်မင်္ဂလာပါရှင်เนาะအာရင်လိမ့်စီလေးတွေမကြော်ညာရတာကြာပြီချက်လေးနေ့လယ်တည်းက post တင်ပြီးတော့လှုပ်လိုက်တယ်လှုပ်လိုက်တယ်အလုပ်ကလေအခုခုကြမှာပဲနားရတော့တယ်ဟောမှာကလေးတွေတောင်မှမှအခုမှတန်ရှင်းလုံနေကြတော့ရှိသေးတယ်ဆိုတော့အဲ့ရင်လိမ့်ရင်ရင်လိမ့်တဲ့စီလေးတွေလည်းမပြောပေးရတာကြာပြီမလို့ကြာပြီမလို့ နော်အခုတော့တော့လေလုံးဝအဲ့ဒီ7မဲ့ bling လေးချေမထုတ်ဖြစ်တော့ဘူးအခု site ကြီးပေါ့နော် site အကြီးနဲ့အလက်ပေါ့နော်ဒီ site အကြီးဆုံး90မဲ့နော်90မဲ့ကချေတို့အခုအာ၈သိန်းခွဲနဲ့ပေါ့နော်လုံးဝအပြည့်ပေါ့နော်ဒါချေဆိုရင်ဒါကုန်နေပြီကုန်ကုန်ပြီးတော့ဒါတပူအစ်စ်ထပ်ထုတ်ထားတာနှမျောတတနဲ့ နှမျောတတ်တာနဲ့เนาะဆိုတော့အဲ့ဒါလေးတွေအခုအကြီးလေးတွေထပ်ထုတ်ထားပေးတယ်ဒါဆိုလို့ရှိရင်နှစ်လကျော်သုံးလလောက်သုံးလို့ရတယ်ဒါကပိုတန်နဲ့ငွေအမောင်းကိုများတယ်လို့မတွင်းနဲ့အခုဆိုလို့ရှိရင်ခြေရသားမကြောညာဖြစ်တာအရင်သုံးမိသားသူတွေအကုန်လုံးသုံးမိသားသူတွေပဲဒီပလင်းကြီးကိုထပ်မှာကြရယ်เนาะရင်သားကိုဖီလာထိုးဖို့ကြောက်တဲ့သူတွေဆီလီကွန်ထည့်ဖို့ကြောက်တဲ့သူတွေဆိုလို့ရှိရင်ဒါလေးကိုပုံမှန်လေးလိမ့်သွားပါ တကယ်ကိုရလက်ကောင်းရတယ်အဲရလက်ကောင်းကိုရမဲ့အနေထားလေးကိုရမှာပါပုံမှန်လေးတော့လိမ့်ပေးပါရက်လိုက်ပြီဆိုလို့ရှင်တော့ပိုပြော့တာတွေပိုတွဲတာတွေတော့မရှိပါဘူးဒါပေမဲ့လိမ့်ပါပုံမှန်လေးကိုမျက်နှာတက်ပြီလို့ရှင်မျက်နှာမှာတိုးနာတွေတိုးနာတို့စီရမ်တို့နိုက်ခရင်တို့ဘာတို့သုံးတယ်လို့ပေါ့ကွယ်ရင်သားလေးကိုလည်းညာရေချိုးပြီးပြီဆိုလို့ရှင်ရင်သားလေးကိုအသားအရာလေးပိုလိမ့်ထားမယ်မနဲ့ဆိုလို့ရှင်တင်းတင်းလေးနဲ့လုံးလုံးလေးနဲ့ကြည်ကြည်ကလေးနဲ့နော်ဒီအိမ်ထောင်ရှင်မအမျိုးသမီးတွေဆိုလို့ရှင်လည်းအဲ ကိုကပို့ပြီးတော့လာမယ်ကိုရဲ့ဒီအမျိုးသားတွေကလည်းပို့ချင်မယ်ဒါလေးတွေကလည်းလိုတယ်เนาะနောက်ပြီးတော့တချို့အပြိုလေးတွေပေါ့เนาะကိုကိုရင်သားကိုဟိုပါပေါ့เนาะစိတ်တိုင်းမကြတဲ့သူမျိုးဆိုလို့ရှိရင်လည်းဒါလေးက side effect ကင်းကင်းနဲ့ချေတော့ဒါအဲလိမ့်လို့ရတယ်ပေါ့เนาะနောက်ပြီးတော့အခုတင်မားလဲကောင်းတယ်တင်မားလဲတင်မားလဲချေကကြတော့တင်ရှိတဲ့သူဆိုတော့တင်မားကိုတိတ်ပြီးတော့ချေမလိမ့်ဖြစ်ဘူးဒါပေမဲ့တင်လိမ့်တဲ့သူတိုင်းလေးတကယ်လို့ဟိုဖြစ်တယ်ဆိုရင်လာမှတ်ပေးပါချေเนาะ တင်လိမ့်တဲ့သူတွေဆိုလို့ရှိရင်လည်းပလင်းကြီးတွေပြန်มาကြတာ တီချက်ရေးတဲ့တင်မကိုလိမ့်လိုက်ပြီးလို့ရှိရင်တဲ့လုံလုံကြစ်ကြစ်ကလေးဖြစ်နေတာတဲ့အရန်ကိုအဆင်ပြေတယ်တဲ့ကဲဘလောက်ကျေးဇူးတင်စရာကောင်းလဲဘလောက်ကျေးနပ်စရာကောင်းလဲနော်ချက်စီမှာအခုတော့အဟိုပါပေါ့နော်20 ml နဲ့ဒီ50 ml တွေပဲချက်အခုထပ်ထုတ်ထားပါတယ်ပလင်းအသေးလေးတွေကတော့ချက်အကုန်ကြမ်းလေးပြက်နေတာနဲ့ပေါ့နော်နောက်ပြီးတော့ပလင်းသေးတွေကလည်းဘာမှသိအသုံးမခံတော့အကောင်းကောင်းသုံးချင်တဲ့သူတွေအဲကြာကြာသုံးချင်တဲ့သူတွေဆိုလို့ရှိရင်တော့ပလင်းအကြီးကိုသုံးပေးပါနော် အဲ့ဒါလေးလာပြောတာပါချဲကတော့ဒါလေးကိုနေ့စဉ်မပြတ်သုံးပါတယ်ရှင်